မင်္ဂလာပါရှင်။နိုင်စင်တင်စကအစီအစဉ်ကနေနားဆင်သူအပေါင်းကိုကြိုဆိုပါရစေ။ဒီနေ့လည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကျွန်မတို့အတူတူဖက်ရှုံနားထုတ်ရုံတက်တက်မွေးဟုတ်ပဲ။ဒါကငါတို့ဘဝနဲ့ဘလို့ပတ်သက်နေတာလဲ။ရှေ့ဆက်ပြီးဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုစဉ်းစားတွေးခေါ်နိုင်အောင် ထောင်းဖောင်းဆောင်ကနေတင်ပြပေးသွားမှာပါ။ဟုတ်ပါတယ်မဆုမြင်ရင်။ဒါဆိုရင်မြို့ပြနေထိုင်သူတွေအတွက်နေစဉ်ကြုံတွေ့နေရတဲ့ကိစ္စလေးတစ်ခုနဲ့စကြအောင်ပါ။လိလမှုတစ်ခုကြီးကမြို့ကြီးပြကြီးတွေမှာနေထိုင်သူတွေဟာ ကျေးလက်ဒေသတွေကလူတွေထက်စိတ်ဖိစီးမှုခံစားရနိုင်ခြေ40ရာခိုင်နှုန်းပိုများတယ်လို့ဆိုပါတယ်။ဒါဆိုဒီလိုဖိစီးမှုတွေကိုဘယ်လိုမျိုးကင်တွယ်ဖိရှင်းသင့်လဲဘယ်လိုမျိုးလိုအပ်နေရလဲဆိုတာကိုဒီနေ့အတွက်စပြီးဆွေးနွေးကြည့်ကြအောင်။ဟုတ်ကဲ့ပရိသတ်ကြီးဒီနေ့ကျွန်တော်တို့ရဲ့နေ့စဉ်သတင်းစကားအစီအစဉ်ကနေမြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းအခြေအနေတွေကိုခါတိုင်းလိုပဲစိတ်ဝင်စားစရာကောင်းအောင်နဲ့တင့်ရဲ့နေ့စဉ်ဘဝနဲ့ဆက်ဆက်ပြီးဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မနေ့။ ဒီနေ့တရမြန်မာပြည်တွင်တည်င်းတွေမှာဘာတွေမြထူးခြားနေမလဲကိုကျော်ပြောသလိုပါပဲရှင်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ Nobility နာလီအတွင်းတော်လန်ကြီးလှုပ်ရှားမှုတွေစီးပတိပခါတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာစိုးရိမ်စရာအခြေအနေတွေနဲ့အတူနိုင်ငံတကာရဲ့တုံ့ပြန်မှုတွေလည်းဆက်ပြီးရှိနေတာကိုတွေ့ရပါတယ်အထူးခြားဆုံးကတော့စစ်ကောင်စီဘက်ကနိုင်ငံကြီးလှုပ်ရှားမှုအသက်တွေလှုပ်ဆောင်နေတာပါပဲဟုတ်တယ်မနေသူတို့ကဇူလိုင်30ရက်နေ့မှာနိုင်ငံတော်ဝန်အရေးပေါ်အခြေအနေကိုရုပ်သိမ်းလိုက်တယ်လို့ကြေညာခဲ့ပြီးဒီဇင်ဘာ2025 တမမို့ဇန်နဝါရီ2026မှာရွေးကောက်ပွဲလုံးမဲ့ဆိုပြီးပြင်ဆင်နေတာကိုတွေ့ရပါတယ်။အရင်ကပြီးတောင်းစုအုပ်ချုပ်ရေးကောင်စီ SAC ကိုဖျက်သိမ်းပြီးအခုအမျိုးသားကာကွယ်ရေးငင်းညံ့ရေးကော်မရှင် National Defense and Peacekeeping Commission ဆိုပြီးအမည်ပြောင်းလဲဖွဲ့စည်းလိုက်တာလည်းတွေ့ရတယ်။ဘူဂျမူဂျူမေအွန်လိုင်းကိုရင်ကတော့ဝန်ကြီးချုပ်ရာထူးကိုဖယ်ရှားလိုက်ပေမဲ့တမရအဖြစ်နဲ့ရောဒီကော်မရှင်ရဲ့ဥက္ကဋ္ဌအဖြစ်နဲ့ပါဆက်ပြီးအာဏာကိုချုပ်ကိုက်ထားစေပါ။ဒီအခြေအနေကိုမနေ့ဘလို့မြင်လဲ။ကိုကျော်ပြောတာပါမှာနေ ီလိုလှုပ်ဆောင်ချက်တွေဟာကြားနေရတော့နည်းနည်းလေးတော့ထူးဆန်းတယ်လို့ဖြစ်နေလာပါတော့။အရေးပေါ်အခြေအနေကိုရုပ်ပိတ်လိုက်တယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့နိုင်ငံတော်ဝမ်းမှာမြို့နယ်63ခုမှာဆေးအုပ်ချုပ်ရေးကိုဆက်လက်ကျင့်သုံးနေဆဲပါ။ဒါတင်မာသိဘူးစက္ကဩဂတ်လတင်ရနေ့မှာတော့တော့ချက်ချပုတ်ကလေးဆိုင်ရာလူထုချက်ဥရှိတွေကိုပြန်လဲဆိုင်ရလိုက်တယ်ဆိုတော့ပိုးပြီးစိုးရင်စရာဖြစ်လာတာပါ။ဆိုလိုလကတော့ဖမ်းဝရမပါပဲဖမ်းစီတာအိမ်တွေကိုဝင်ရောက်စီးနှင်တာပြီးတော့ပြည်သူတွေရဲ့ဆက်သွယ်မှုတွေကိုပါကန့်သက်ဆုံးကိတာတွေလုတ်ပိုင်ခွင့်တွေပြန်ရသွားတာပေါ့နော်။ ဒီတော့ရွေးကောက်ဖွဲ့သွဲပြင်ဆင်တယ်ဆိုတာကတကယ်ပဲပြီးသူတွေအတွက်လားဒါမှမဟုတ်သူတို့အာဏာဆက်ပြီးတည်မြဲဖို့တော့ဆိုတာစဉ်းစားစရာဖြစ်လာပါတယ်ကျွန်မတို့လိုလူငယ်တွေအတွက်ဆိုရင်ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ပုတ်ကလေးမိမှုလုံခြုံမှုတွေပို့ပြီးစိန်ချိုခံရတာလို့ခံစားရပါတယ်ဟုတ်ပါတယ်မင်းနောက်ပြီးတော့ထူခြားတာတစ်ခုကတော့ရွေးကောက်ဖွဲ့ဖြစ်စဉ်ကိုဖျက်ဆီးပစ်လို့ယူဆရမယ်မင်းခွန်းတွေစူးစီးလုံခြုံမှုတွေဒါမှမဟုတ်စန္ဒပြမှုတွေအတော့ထောင်လန့်ထုံးနှက်ကနေစင်နှစ်ထိအကယ်၍ လူသေးဆုံးမှုထိလာရင်တေးတန်းထီချမှတ်နိုင်တဲ့ဥပဒေအတစ်ကိုပါပြတ်ထန်းခဲ့တာပါဒါကရွေးကောက်ဖွဲ့မတိုင်ခင်အတိုင်းခံတွေလှုပ်ရှားမှုတွေကိုတားဆီးရင်ဖို့လို့ထင်ရတယ်မနေ့ဒီအချက်ဟာဖီတူရဲ့အတန်ကိုပိုးပြီးဖိနှိပ်ဖို့ရွေးချက်ထားတယ်လို့မြင်လာတာတိတိကျကျဖိနှိပ်ထုတ်ရွေးတာလို့မြင်ပါတယ်ဒီလိုဥပဒေတွေဟာပြည်သူတွေကိုလွတ်လပ်စွာထုတ်ဖို့ပြောကြမှုမရှိအောင်ပိတ်ပင်ထားတာပါပဲရွေးကောက်ဖွဲ့ဆိုတာတကယ်တမ်းဆိုရင် ပြည်သူတွေရဲ့စံတက်ကိုလွတ်လပ်စွာထုတ်ဖော်ပြောခွင့်ရှိရမယ့်အချိန်ခေတ်ပေမယ်။ဒီလိုဥပဒေတွေနဲ့ပိတ်ပန်ထားတော့ရွေးကောက်ဖွဲ့ရဲ့တရားဝင်ဖို့အပေါ်ကောက်ပါမေးခွန်းထုတ်စီတာဖက်လာတာပေါ့နော်။ NUG နဲ့ပူးပေါင်းဖားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်းခီးတွက်လာရအခက်ခဲတွေကြောင့်မလေးရှားမှာလုပ်တဲ့မြန်မာရေးရအစည်းအဝေးကိုတက်ရောက်နိုင်ခြင်းမရှိဘူးလို့ပြောခဲ့တာလည်းတွေ့ရပါတယ်။ဒါကနိုင်ငံကြီးကဆက်ဆံရေးတွေမှာပါကန့်သက်မှုတွေရှိနေတာကိုပြသနေတာပါပဲရှင်။ဟုတ်ပါတယ်။ဒါဆိုရင်မြေရှင်မှာအချင်းကြီးတွေကဘလို့များရှိပါသေးလဲမနဲ့ ိုက်ဖွဲ့တည်င်းတီကတော့ဘာတွေဟာကြားရသေးလဲဟုတ်ကဲ့မြေကြီးမာတာတိုက်ဖွဲ့တွေကစက်ပြီးပြင်းထန်နေတော့မှာပဲစကိုင်းတိုင်းကလေးဝမြို့နယ်မှာကလေးခရိုင် PDF ကစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကအထင်အားခဲ့တယ်လို့တည်င်းရပါတယ်ချင်းတွင်းမြေပေါ်ကစစ်ကောင်စီရဲ့ရေရန်တန်းကိုလည်းချင်းတွင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ Braveheart Army က August 3ရက်နေ့မှာမိုင်းနေနဲ့လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ကြပါသေးတယ် ခချင်းပြည်နယ်ဘာမောပေါ့ဝင်းကျင်မှာလဲတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကူတင်လိုက်စစ်ကောင်စီရေရန်တန်းဆက်တရှိမှာဆက်တရှိပဲရောက်ရှိနိုင်ခဲ့တယ်လို့သိရပါတယ်ဘာမုံမြို့နယ်ကျွန်းချီတော်မှာတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးခဲ့ရပါတယ်။ဒီလိုမျိုးအရသာပြည်သူတွေဟဲ့ထိခိုက်သေဆုံးမှုတွေကတတော်ကိုစိတ်မကောင်းစရာပါပဲကိုကြောင်။ဟုတ်ပါတယ်။အသက်16နှစ်ဆိုတော့ကကျွန်တော်တို့ညီမညီလေးလောင်လေးတွေလောက်ပဲရှိပါသေးတယ်။ဒီလိုမျိုးပဋိပက္ခတွေမှာအရသာပြည်သူတွေအထူးသဖြင့်ကလေးသူငယ်တွေနဲ့ လူငယ်တွေထိခိုက်သေးဆုံးတာက တကယ်ကိုရင်နာစရာပါပဲ။မန္တလေးတိုင်းမှာလည်းမြောင်ဦးမြို့နယ်မှာစစ်ကောင်စီတပ်ကိုတန်ကြပ်ရာလင်းတွေနဲ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနွားထိုးကြီးမြို့နယ်မှာလည်းစစ်ကောင်စီတိုက်ခိုက်မှုကြောင့်၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းမိုးကုန်းနယ်တပိတ်ချင်းတို့မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်၁၉ဦးသေဆုံးခဲ့တယ်ဆိုတော့ဒီပဋိပက္ခတွေအတိုင်းအတာကတော်တော်လေးကိုကြီးမားနေဆဲပါပဲ။မှန်ပါတယ်။ဒါ့အပြင်မြို့ပြတွေမှာပါခုခံတော်လှန်ရေးလှုပ်ရှားမှုတွေဆက်ရှိနေတာကိုတွေ့ရပါတယ်။ ရန်ကုန်တိုင်းတောင်တကော်မြို့တွင်မှာလူဝင်မှုကြီးမားရပ်ကောက်ယုံနဲ့စစ်ကောင်စီအဖွဲ့စင်းတွေကိုလက်ပစ်ပုံနဲ့တိုက်ခိုက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။တနင်္သာရီတိုင်းဘက်မှာဆိုရင်တော့စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပလောနဲ့တနင်္သာရီမြို့နယ်မှာအရသာသေးသူ၁၀ဦးသေဆုံးခဲ့တယ်လို့သတင်းရပါတယ်။ဒီလိုအခြေအနေမှာပြည်သူတွေရဲ့နေစဉ်ဘဝလုံခြုံရေးကဘလို့ညှားရှိလောက်မလဲဆိုတာတော်တော်လေးကိုစိတ်ပူစရာပါပဲ။ဟုတ်ပါလေ။ဒီလို CA ပฏิပတ်ခါဒီနဲ့အတူလူသားချင်းစံတာထုတ်ထားမှုအခြေအနေကလည်းတော်တော်လေးကိုဆိုးရွားနေစေပါပဲနော်မင်း။ ဟုတ်ပါတယ်တပောက်ကူလက်ဆောင်မက UN ကမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေမြင့်တက်လာတာလီတောင်တိုက်ခွဲမှုတွေကြောင့်အရသာဝေထိခိုက်လာတာပြီးတော့အကူအညီပေးလမ်းကြောင်းတွေပိတ်ဆို့ခံထားတာတွေအပေါ်စိုးရင်ကြောင်းထုတ်ပြန်ပြောကြားထားပါတယ်နောက်ထပ်နှစ်ဆက်တဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာပြည်တွင်းမှာတင်လူသား၃လုံး၃၃ကျော်လောက်ကတော့နေရက်စုမိထွက်ပြေးနေရပြီးတသိန်း၈၂၀၀ကျော်ကတော့နိုင်ငံတကာကိုထွက်ပြေးခိုလုံနေရတယ်လို့သိရပါဗျ။မုတ်တုံးမုံနဲ့ဆိုက်ကလုန်းဝေဖားထောင်ကြောင့်လဲပခူးကရင်မုံပြည်နယ်မှာလူမုံ၈၅၀၀ကျော်လောက်ရေပဲတင်ခဲ့ပြီး အစားအစာတန်ရှင်းတဲ့တော့ယုံဖီနဲ့ဆေးဝါးတွေပါပြတ်လန်မှုတွေရှိနေတယ်လို့သိရပါတယ်။တကယ်ကိုရင်နာစရာပါပဲမနဲ့ဒီလိုရှင်နေမှာနိုင်ငံတကာရဲ့တွန့်ပြန်မှုတွေကတော့ဘယ်လိုရှိလဲတကယ်အထောက်ကိုဖြစ်မလား။နိုင်ငံတကာကတော့မြန်မာအရေးကိုဆက်ပြီးစိုးရိမ်လေးစဲပါပဲ။ဂျပန်နိုင်ငံသားရဲ့ဝန်ကြီးကစစ်ကောင်စီရဲ့အရေးပေါ်အခြေအနေရုပ်သိမ်းတာနဲ့ရွေးကောက်ဖွဲ့ကြီးညော်တာတွေအပေါ်မြန်မာနိုင်ငံရဲ့ရှေးအားလမ်းကြောင်းအပေါ်တနင်္ဂနွေရောစိုးရိမ်တယ်လို့ပြောကြားခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်းစစ်ကောင်စီနဲ့တော်လန်နီအဖွဲ့ရိကြအပြစ်ခက်ရဆန်းဖို့တို့တိုက်ခိုက်မှုမပြုလို့ရဘူးဆိုတဲ့ကြိုတင်သတ်မှတ်ချက်ကိုချမှတ်ထားပြီးဒီလတည်းမှာထိုင်းအင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးတွေနဲ့အတူမြန်မာနိုင်ငံကိုလာရောက်ပြီးငင်းချမ်းရေးအတွက်စ조사ပွင့်ပြီးလှုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။ကိုလတ်သမကကျွမ်းကျင်ရဲကတော့စစ်ကောင်စီရဲ့ရွေးကောက်ဖွဲ့ဟာ စစ်အုပ်ချုပ်ရေးကိုတရားဝင်ဖြစ်လာအောင်လုပ်တဲ့လိမ်မြဆိုတာဖြစ်တယ်လို့ပယ်ချထားပါတယ်။ဒါပြင်အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးဌာနကမြန်မာနိုင်ငံကိုအဆင့်လေးခရီးသွားလာတတိပေးဖြတ်ထုတ်ထားတာလည်းရှိပါတယ်။ဒီတော့နိုင်ငံတကာကစိုးရင်ကျမှုတွေပြောဆိုခြင်းမှုတွေရှိနေပေမဲ့မြေကျင်းမအခြေအနေကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရဦးမှာပါပဲ။ဟုတ်ပါတယ်။ရှိရှိရှိအကြီးတော်ပွန်39ခုနှစ်ပြည့်အထိမ်းမှန်အဖေဩဂတ်လရှိရဲ့နေ့မှာကဘာလုံးချုံးကြီးလုံရှော့မှု Umbrella Strike ကိုလုပ်ဖို့ရန်ကုန်ပြည်သူတပိတ္တာနီဒိုက်ဒွန်းလှုံ့ဆော်ထားကလည်းသိရပါတယ်။ ဒါကဗီဒန်ပေပါကပြီးသူတွေရဲ့စန္ဒပြမှုတွေဆက်ရှိနေသုံးဆိုတာပြသနေတာပါပဲဒီလိုအခြေအနေမှာကျွန်တော်တို့လူငယ်တွေအနေနဲ့ဘာတည်အချက်လက်တွေကိုသုံးသပ်ပြီးဘလို့ယက်တီစစ်နေဆိုတာအရေးကြီးပါတယ်ဒီလိုကန်တတ်ဆောင်ကအခြေအနေတွေကိုကြည့်ပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့နေ့စဉ်ဘဝအပေါ်ဘလို့တက်ရောက်မှုရှိနိုင်လဲပြီးတော့ကျွန်တော်တို့ဘာတွေလုပ်နိုင်လဲဆိုတာစဉ်းစားဖို့လိုပါတယ်မှန်ပါတယ်ကိုကျော် ပြည်သူတွေလည်းဒီအခြေအနေတွေကိုနားထောင်ရင်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတည်ထားဖို့လုံခြုံရေးကိုအလေးထားဖို့နဲ့မှန်ကန်တဲ့တည်င်းအချက်လက်တွေကိုရယူဖို့အရေးကြီးတဲ့အကြောင်းပြောကြရင်ဒီနေ့အတွက်မြန်မာတည်င်းကန္တာကိုဒီမှာပဲနားပါမယ်ရှင်။မြန်မာပြည်ရင်တင်းကန္တဗီးတဲ့အခါမှာတော့ကမ္ဘာအခြေအနေတွေကိုမျက်ချီမပြတ်လည်လာကြရအောင်ဒီနေ့ကမ္ဘာတင်းတွေကကျွန်တော်တို့ရဲ့နေစဉ်ဘဝနဲ့ဘလို့ဆက်ဆက်နေတယ်လို့ဆိုတာစိတ်ဝင်စားဖို့ကောင်းပါလေမင်းညကအမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ကြီးညာချက်အခုကကမ္ဘာကွန်တွေးရေးမျက်နှာစာကိုလှုပ်ခဲသွားစေခဲ့ပါတယ်။အိန္ဒိယကရုရှားရင်နယ်တွေကိုဆက်လက်ဝယ်ယူနေတဲ့အတွက်24နာရီအတွင်းအိန္ဒိယအပေါ်အခွန်အကောက်တွေတိတိတတ်တာတုံ့မြင့်ကောက်ခံမယ်လို့သူကချိန်ညောက်ခဲ့တာပါ။ဒီကိစ္စကကျွန်တော်တို့နိုင်ငံတကာကုန်သွယ်ရေးစည်းစိမ်မှုတွေကိုဘလို့တက်ရောက်မှုရှိနိုင်တယ်လဲပြီးတော့စားသုံးသူတွေအပေါ်ဘလို့ရိုက်ခတ်လာနိုင်တယ်လဲဆိုတာစဉ်းစားစရာပါ။ ဟုတ်ပါတယ်ဒီလိုကုံသွဲကြီးချင်းညောက်မှုတွေကနိုင်ငံကြီးအရာဖိအားသေးတာဖြစ်ပြီးနိုင်ငံတကာဥပဒေနဲ့မကိုက်ညီမှုလို့ရုရှားကတုံ့ပြန်ပြောကြားခဲ့ပါတယ်။တကယ်တမ်းကျတော့ဒီလိုကိစ္စတွေကကမ္ဘာရေနံစင်းနှုန်းဒီကုန်ပစ္စည်းပို့ဆောင်ခန်းတွေပေါ်တရားမှုရှိလာနိုင်ပါတယ်။ပြီးတော့ကျမတို့လိုနေစေအတုံးအဆောင်ပစ္စည်းတွေအတွက်နိုင်ငံတကာကုံသွဲကြီးကဘလောက်အရေးကြီးလဲဆိုတာပြသနေပါတယ်။ ဒီတော့တကယ်လို့အခွန်အကောက်တွေတက်လာမယ်ဆိုရင်မြမပီကိုရောက်လာမယ့် PC တွေရဲ့ဈေးနှုန်းတွေရောတက်လာနိုင်မလားလို့ပြည်သက်ကြီးလည်းတွေးမိမှာပါနောက်ထပ်ဝန်နေစရာသတင်းကတော့ကြီးမင်းကန်းလုံမှာရွှေပြောင်းနေထိုင်သူ56ဦးတင်းမောနှစ်ပြီးတေဆုံးခဲ့ရပြီးတရံ32ဦးပျောက်ဆုံးနေသေးပဲဆိုတာပါဒီလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေတွေကကမ္ဘာပေါ်မှာဆက်လက်ထစ်ပေါ်နေတော့မှာပဲတကယ်ကိုရင်တာစရာပါပဲကိုကျော် အလားတကာပဲယူကရိန်းမှာရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်လူ6ဦးသေဆုံးခဲ့ပြီး NATO အဖွဲ့ကယူကရိန်းကိုလက်နက်ထောက်ပံ့မှုတွေစနစ်တကျပံ့ပိုးပေးမယ်လို့စီစဉ်နေပါတယ်။ဒီလိုပဋိပက္ခတွေကစစ်ပွဲဖြစ်ပွားနေတဲ့နိုင်ငံတွေတင်မကပဲတကမ္ဘာလုံးရိုက်ငင်းချမ်းကြီးနဲ့လုံခြုံရေးကိုပါချိန်ချောက်နေတာကိုပြသနေပါတယ်။ဒီမှာတို့ရင်ဆိုင်နေရတဲ့အစင်ခေါ်မှုတွေထဲမှာကမ္ဘာနိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းတစ်ခုအပါအဝင်ပါပဲ။မမရဲအီမွန်ကြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာသမတအထိုင်ကုန်ပစ္စည်းတွေကိုဂါဇာထဲမှာဒေတာခန်ကုန်တွေကနေအသက်စင်ဖိဖိချင်းဝင်ရောက်ခွင့်ပေးမယ်လို့အစ္စရေးကကြေညာခဲ့ပါတယ်။ဒီလိုအခြေအနေတွေကတင်းမမှုတွေကြားထဲမှာမှလူသားချင်းစာနာအထောက်အထားမှုဆိုင်ရာလူဝတ်ချက်တွေကိုဖိလိပေးဖို့ဘလောက်အရေးကြီးသလဲဆိုတာပြသနေပါတယ်။တဖက်မှာလဲဟီရိုရှိမိုမဲ့နာဂါဆာကီမြို့တွေကိုအနုမျိုးပုံးကြွယ်ခဲ့တဲ့နှိပ်ရှစ်စီပြီးအထင်အမှတ်အထိဂျပန်ရဲ့အနုမျိုးပုံးအသက်ရှင်ကြံခဲ့သူတွေကကဘာကြီးကိုနျူကလ িয়ার လက်နက်ဒေးဖြတ်သိမ်းမှုတိုက်တွန်းခဲ့ပါတယ် ကဘာဒီငင်းချင်းကြီးအတွက်ဒီလိုတောင်းဆိုမှုတွေကကျွန်တော်တို့အားလုံးအတွက်တတိပိတ်ခေါလောင်းလို့မြင်မိပါတယ်။လက်နက်တွေနဲ့စစ်ပွဲတွေအပြင်တခြားကဘာစင်ခုံမှုတွေလည်းရှိပါသေးတယ်။လွန်ခဲ့တဲ့တနစ်နီဘာကအတ္တလန္တသမုဒ္ဒရာအောင်မှနှစ်မျိုးတွားခဲ့တဲ့တိုင်တန်ရေငုပ်တင်ပေါ်ကိစ္စကိုမမိကြအောင်ပဲထင်ပါတယ်။အခုအမေရိကန်ကမ်းရှေတန်တပ်ဖွဲ့ရဲ့အစီရင်ခံထွက်လာပါပြီ။ဒီအပြစ်ပြစ်ကတကယ်တမ်းကျတော့ကာကွယ်လို့ရနိုင်ခဲ့တဲ့ကိစ္စလို့ကောက်ချက်ချထားပါတယ်။ လုပ်ငန်းစင်းတွေနဲ့ယဉ်ကျေးမှုပိုင်းမှာအားနည်းခြင်းမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါကနိပင်ကဘလောက်ပဲတိုးတိုးတိုးလွန်သားရဲ့ပေါ်စားမှုစနစ်ရဲ့အားနည်းမှုတွေကဘလောက်အန္တရာယ်ရှိလဲဆိုတာသင်ခန်းစာပေးတာပါမှန်ပါတယ်နောက်ပြီးကျွန်တော်တို့နေစဉ်ဘဝနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေလည်းရှိပါသေးတယ်ဂျပန်နိုင်ငံမှာအခုရက်ပိုင်းအတွင်းအပူချိန်စံချိန်မြင့်တက်နေပြီးတရာခွန်လက်ဒီဂရီဖာရင်ဟိုက်ကျော်ထူရောက်ရှိခဲ့ပါတယ်ဒါကရာသီဥတုပြောင်းလဲမှုရဲ့နောက်ထပ်ထင်ရှားတဲ့သက်သေပါ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာပြသနေပါတယ်။ဒါပရင်ဂျနီဗာမှာကုလသမဂ္ဂပလတ်စတစ်ဆိုင်ရာသဘောတူညီချက်ဆွေးနွေးပွဲတွေဆော့တင်နေပါပြီ။နိုင်ငံတွေကပလတ်စတစ်ညင်ရန်မှုကို short ချဖို့လွယ်ကဘာလုံးသဘောတူညီချက်တရားကိုအပိဓာတ်ဆွေးနွေးနေကြတာပါ။ဒါကကျမတို့ရဲ့အနာဂတ်ကျမတို့ရဲ့သားသမီးတွေရဲ့အနာဂတ်ကတကယ်ကိုအရေးကြီးတဲ့အခြေလမ်းတစ်ခုပါ။ ကျမတို့ရဲ့နေ့စဉ်ပလတ်စတစ်အသုံးပြုမှုအလေးအကျင့်တွေကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပါပြီ။ပရင်းတန်ကြီးအနေနဲ့တော့ပလတ်စတစ်ရွှေချာကြီးအတွက်ဘလိုမျိုးအလေးအကျင့်တွေပြောင်းလဲကျင့်သုံးနေကြပါသလဲလို့ဒီအရာတွေကိုကျမတို့ရဲ့ Facebook page မှာလာရောက်ဆွေးနွေးပေးခဲ့ကြပါအောင်လို့ဖိတ်ခေါ်ရင်ဒီနေ့ကမ္ဘာသတင်းကဏ္ဍကိုနှိတ်ကုံချူလိုက်ပါတော့မယ်ရှင်။ဟုတ်ကဲ့ဒီနေ့ကမ္ဘာသတင်းတွေကနေကမ္ဘာနိုင်ငံရေးစီးပွားရေးတဘာဝပတ်ဝန်းကျင်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြလာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကကဘာကြီးနဲ့ဘလောက်ထိချိတ်ဆက်နေတယ်လဲဆိုတာရှင်းရှင်းလေးလေးမြင်သားစေပါရစေ။နားဆင်ထေကြတဲ့ပရိသတ်ဦးစေကြီးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်မှလည်းစိတ်ဝင်စားစရာသတင်းအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြအောင်မယ်။ဒီနေ့အတွက်အလို့အကိုင်းနဲ့စီးပွားရေးဆိုင်ရာအစီရင်ခံစာကဏ္ဍကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကဏ္ဍမှာကျွန်တော်တို့နဲ့အတူအမျိုးသမီးတည်င်းထောက်မေသူလဲ ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။မေသူကြီးဒီကနေ့အတွက်အစီရင်ခံစာမှာဘလို့စိတ်ဝင်စားစရာအချက်အလက်တွေပါဝင်လဲပြောပြပေးပါဦး။ ဟုတ်ကဲ့ကိုကျော်ရေဒီကနေ့အစီရင်ခံစာမှာတော့မြန်မာလူငယ်တွေအတွက်အလို့အကိုက်အခွင့်အလန်းတွေထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအတိုင်းဝိုင်းအတွက်ရေပန်းစားတဲ့အလို့အကိုက်တွေနဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့မြန်မာကုံတွဲကြီးအခြေအနေတွေအကြောင်းစိတ်ဝင်စားစရာအချက်အလက်တွေအများကြီးပါဝင်ပါတယ်ပထမဦးဆုံးမြန်မာလူငယ်တွေအကြောင်းခါနေဆက်လက်ရအောင်ပါမြန်မာနိုင်ငံမှာဆိုရင်လူငယ်တွေအတွက်အလို့အကိုက်ဈေးကွက်ကတော်တော်လေးရှုပ်ထွေးနေတာတွေ့ရပါတယ်နှုတ်ခေါင်း၂၀ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးကျဆင်းမှုငွေကြီးဖုန်းကမှုနဲ့အ လုံးလမတ်မှုမြင့်တက်လာမှုတွေကြောင့်အထူးသဖြင့်ကျမတို့လူငယ်တွေအတွက်အစိန်ခေါ်မှုတွေများလာခဲ့တာပါစိတ်မကောင်းစရာအချက်ကတော့2023ခုနှစ်မှာမြန်မာလူငယ်တွေရဲ့အလုံးလမတ်မှုဟာ100ရာခိုင်နှုန်းအထိရှိခဲ့ပြီး2023ခုနှစ်မှာဆိုရင်73ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်တချို့ခန့်မှန်းချက်တွေအရဆိုရင်မှန်ကန်တဲ့အချက်လက်တွေမရရှိသေးလာကြောင်းဒီနှုန်းထားဟာ90ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့တောင်ဆိုပါတယ်ဟုတ်တယ်မေသူရဲ့ ဒီလိုကိန်းကနန်းတွေကလူငယ်တွေရင်ဆိုင်နေရတဲ့အခြေအနေကိုပေါ်လွှင့်စေပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့ဒီလိုအလုံးလမမှုမြင့်လာဘာကြောင့်လဲဆိုတော့အလုံးသမားဈေးကွက်လိုအပ်ချက်နဲ့လူငယ်တွေရဲ့ကျွမ်းကျင်မှုမတူညီတာကြောင့် skills mismatch ကြောင့်လို့ဆိုပါတယ်။ဒါဆိုဒီလိုကွာဟာချက်ကိုဖြစ်ဖို့ကျွန်တော်လူငယ်တွေဘာတွေပြင်ဆင်ထားတင်လဲဒါမှမဟုတ်ဘလို့နီးလန်းတွေရှိနိုင်လဲလို့မေးသူပြောပြပေးပါဦး ။ကောင်းညံမေကိုမှတကယ်တော့ဒီပြဿနာကကျမတို့အသက်18နှစ်ခါနီး35နှစ်ကြာလူငယ်တွေနေစင်တဲ့အမျှရင်ဆိုင်နေရတဲ့အရာပါ။အလို့ရှင်တွေကဘာပြောလဲဆိုတော့ဘွေးရပြီးခါဆိုလူငယ်တွေမှာအလို့ခွင့်ကိုရလိုအပ်တဲ့ကြွမ်းကျင်မှုတွေလူငယ်အတွေ့အကြုံတွေအင်တာဗျူးနဲ့ဆက်သွယ်ပြောဆိုရည်စွမ်းရည်တွေအားနည်းနေတယ်လို့ဆိုပါရီ။ ဒါပေမဲ့ဒါဟာမျိုးလင်းချက်မဲ့နေစရာမဟုတ်ပါဘူး။အခက်ခဲတွေကြားကားမှာအခွင့်အလမ်းတွေရှိနေပါသေးတယ်။ဥပမာဘဏ်လုပ်ငန်း၊အာမခံလုပ်ငန်း၊ကုန်သွယ်ရေး၊ SMCG ၊အိမ်သုံးကုန်ပစ္စည်း၊စားသောက်ကုန်လုပ်ငန်း၊ပညာရေးနဲ့ဆက်သွယ်ရေးကဏ္ဍတွေမှာဝန်ထမ်းတွေလိုအပ်နေသေးပါ။အထူးခြားဆုံးကတော့ IT ကဏ္ဍပါ။ IT ဆိုတော့ဘာတွေအဓိကလိုအပ်လဲဗျာ။ကျွန်တော်နားထောင်နေတဲ့လူငယ်တွေတော့ပိုပြီးတိတိကျကျသိရအောင်ပါ။ ဟုတ်ကဲ့ IT မှာဆိုရင် Python, Java, React စတဲ့ programming language တွေ Cyber Security, Cloud Computing, AI နဲ့ Machine Learning, Data Analyzing, Full Stack Development, Coding နဲ့ Automation ကျွမ်းကျင်မှုတွေဟာအနာဂတ်အတွက်တကယ်ကိုလိုအပ်တဲ့အနေပဲတွေပါ။ဒါ့အပြင် Digital Literacy, Emotional Intelligence, Creativity, Leadership, အင်္ဂလိပ်စာနဲ့စက်သွေးစွမ်းရည်တို့လို Soft Skill တွေကလည်းအလုပ်ရှင်တွေလိုအပ်တဲ့အဓိကအရေးချင်းတွေဖြစ်လာပါဗျ။ အခုဆိုရင်ကိုယ်ပိုင်စည်းဝါးရေး online SME တွေလောက်ကင်တဲ့လူငယ်တွေလည်းအများကြီးတွေ့လာတာရှိပါတယ်။အစိုးရနဲ့ NGO တွေကလည်းလူငယ်တွေအတွက်အသက်မွေးဝမ်းကြောင်းတင်တန်းတွေကျွမ်းကျင်မှုမြင့်တင်မှုအစီအစဉ်တွေလည်းလှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ကိုကိုကိုအဆက်မပြတ်တလားလိလာပြီးပြောင်းလဲနေတဲ့ဈေးကွက်နဲ့လိုက်လော်ကြီးကြီးဟုတ်ပြင်ဆင်ထားဖို့ပါပဲ။ ဒါဆိုမြန်မာပြည်တွင်းအခြေအနေအပြင်အိန္ဒိချက်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအတိုင်းဝိုင်းအတွက်အလို့အကိုင်အခြေအနေတွေဘလို့ရှိလဲမေသူပြောပြပေးပါဦးကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲထိုင်းကိုအလို့တော်လွတ်ဖို့စိတ်ဝင်စားနေတဲ့လူငယ်တွေအများကြီးရှိကြတာလေ မှန်ပါတယ်ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားကရွေးပြောင်အလုပ်သမားအများဆုံးလူမျိုးစုဖြစ်ပါတယ်၂024မတ်လစာရန်အရာထိုင်းမှာမှတ်တမ်းပူတင်ထားတဲ့မြန်မာအလုပ်သမားနှစ်တန်းလောက်ရှိပြီးစုစုပေါင်း၄တန်းလောက်အထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီထဲကတတမ်းမကွေလောက်ကတော့တရားမဝင်ပါအများစုကတော့ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အကြမ်းအလုပ်တွေမှာလုပ်ကင်ကြရပါတယ်ဘလို့အလုပ်အမျိုးအစားများအတိအကလုပ်ကင်ကြလဲ công thu lưu mù lồng ngá, sách biểu yế lồng ngá, sau lưu yế lồng ngá, huấn sau yế lồng ngá, အိမ်အပူပင်လယ်ဆောင်ထုတ်လုပ်မှုနဲ့ငါးဖမ်းလုပ်ငန်းတွေမှာအများဆုံးလုပ်ကင်ကြပါရဲ့ဥပမာဆောက်လုပ်ရေးမှာဆိုရင်ညီမအမျိုးသား29ရာခိုင်နှုန်းလောက်ကဒီလုပ်ငန်းမှာလုပ်နေကြပါရဲ့တပိပိရဲ့သတင်းကောင်းကတော့ထိုင်းစာပြောတတ်တဲ့မြန်မာတွေအတွက်အခွင့်အလန်းအသစ်တွေပေါ်လာတာပါပဲစကားပြန် HR generalist senior back end developer လို့အလုပ်တွေမှာမြန်မာစကားထိုင်းစကားတရုတ်စကားတမန်ဖော်အင်္ဂလိပ်စာပြောတတ်ဖို့လိုအပ်တဲ့အလုပ်တွေရှိလာပါတယ်။ဒီအလုပ်တွေကတော့လောကလာစာပို့ကောင်းပြီးအလုပ်ကျန်းလို့ရတာ နည်းပါတယ်ဒါပေမဲ့အခက်ခဲတွေလည်းရှိတယ်ဆိုလားကျွန်တော်တို့ကြားသိရပါတယ်ဘလို့စိန်ခေါ်မှုတွေရင်ဆိုင်ရလဲ ဟုတ်ကဲ့အဓိကအခက်ခဲတွေကတော့ဘာသာစကားကျွမ်းကျင်မှုအားနေတာတရားဝင်အခောက်အထမ်းမရှိဘဲလုတ်ကင်နေရတာကြောင့်ခေါင်းမွန်ဖက်ခံရတာလောက်ခလာစာနေတာလုပ်ငန်းခွင်အခြေအနေမလုံခြုံတာအခွင့်အရေးကန့်သက်ခံရတာနဲ့အကျွေးတင်တာတွေဖြစ်ပါတယ်အထူးသဖြင့်တော့တရားမွင့်အလုပ်သမားတွေကအဖိခံခံရဖို့အလားလာပိုများပါတယ်ဒါပေမဲ့ဒီလိုအခက်ခဲတွေကြားကနေလဲမြန်မာအလုပ်သမားတွေကမြန်မာပြည်ကိုနှစ်စင်ထောင်းနေတဲ့ဘတ်တွေကိုပြန်ဖို့ပေးနေတာတွေ့ရပါတယ်ဒါဟာသူတို့ရဲ့စီးပွားရေးအရေးပါမှုကိုပြ တာနေတာပေါ့။ဒါကြောင့်ထိုင်းမအလုံးလုံးဖို့စဉ်းစားနေဘာသာစကားကျူးစားဖို့နေတရားဝင်နီလာနေရှားဖို့ဖို့တော့အရေးကြီးဆုံးလို့ပြောချင်ပါတယ်။ဂျေစုပါမေသူရေဒါဆိုနောက်ဆုံးအနေနဲ့မြမနိုင်နယ်ရဲ့အင်းကြီးချင်းနိုင်နယ်တွေနဲ့ကုံတွေကြီးအခြေအနေကတော့ဘလို့ရှိလဲဒါကလည်းကျွန်တော်တို့ရဲ့စီးပွားရေးပေါ်တိုက်ရိုက်ထရောက်မှုရှိတာမှုစိတ်ဝင်စားစရာကောင်းပါတယ် ဟုတ်ကဲ့မြမစီးပွားရေးက2023ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမှာတကယ်ကိုခက်ခဲနေတာတွေ့ရပါတယ်စီးပွားရေးတိုးတက်မှုနှေးခွေးပြီးငွေကြီးဖောင်းဖောင်းမှုများပါတယ်ပိခတ်ဒီကြောင့်ကုန်သွယ်ရေးလမ်းကြောင်းတွေလည်းပျောက်တက်ကြတယ်ရှိပါတယ်ကမ္ဘာပန်ကဆိုရင်2025မက်လာထိမြမ GDP ဟာတရားခိုင်နှုန်းပဲတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်ဒါဆိုဘယ်နိုင်ငံတွေနဲ့ကုန်သွယ်မှုကဘလို့အခြေအနေရှိလဲဗျာ ပထမဦးဆုံးအိန္ဒိယကိုပြောရရင်အိန္ဒိယကမြမရဲ့စတုထအကြီးဆုံးကုန်သွယ်ရေးဖက်ချက်လာပါတယ်2024 2025ဘဏ်ရနေရိုင်းမှုမှာကုန်သွယ်ရေးပမာဏအမေရိကန်ဒေါ်လာ1ဘီလီယံထိရောင်းရှိပြီး24ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။အိန္ဒိယကဘဲမျိုးမျိုးကိုလွတ်လပ်စွာတင်သွင်းခွင့်ရှိရာကြောင့်မြန်မာကနေပက်တီဘုတ်မှုလီတော်တော်လေးများလာပါတယ်။ဇန်နဝါရီ2024ခုနှစ်ကစော့ပြီးရူပီကျပ်ငွေကြေးကုန်သွယ်ရေးစနစ်ကိုလည်းစော့တင်အသွင်ပြုနေပါပြီ။တရုတ်နဲ့ ထိုင်းတို့ကတော့ကျွန်တော်တို့ရဲ့အဓိကကုံသွယ်ရေးဖက်တွေဖြစ်ပါတယ်သူတို့ ਨੇ အခြေအနေကတော့ဘလို့ရှိလဲမေးသူ တယုံနဲ့ကုံသွေးကြီးကတော့ပြီးခတ်မှုတွေကြောင့်တော်တော်လေးထိခိုက်နေတာတွေ့ရပါတယ်။နှစ်ဖောက်နှစ်ဆက်သူနောက်ပိုင်း၃နှစ်အတွင်းမှာတယုံနဲ့ကုံလန်းခုံသွေးရဲ့63ရာခိုင်နှုန်းလောက်ရှိတဲ့လမ်းကြောင်းတွေကိုတိုင်းရင်းသားအနက်ကိုင်အဖွဲ့တွေကထိန်းချုပ်နေပါတယ်။မူစေချစ်ရွှေဟော်လွိုက်ကဲတော့အဓိကနယ်ပဲကုံသွေးရဲ့ကိတ်ဒီမှာကုံသွေးမှုတိတိတသားကြဆင်းသွားပါတယ်။တချို့နေရာတွေမှာဆိုရင်ကုံသွေးရဲ့လုံးဝအရတန်းလွန်နေပါဖြစ်နေပါတယ်။ဒါကြောင့်တရားဝင်ကုံသွေးရဲ့ပြိုလာသွားပြီးအခုဆိုရင်နယ်ပဲကုံသွေးရဲ့80ရာခိုင်နှုန်းလောက်က တရားဝင်ကုံတွေးရေးတွေဖြစ်နေတာပါရှစ်စေရခိုင်နှုန်းဆိုတော့တော်တော်လေးများတာပေါ့နော်ထိုင်းနဲ့တော့ဘယ်လိုလဲထိုင်းနဲ့နေပဲကုံတွေးရေးကလည်းတော်တော်လေးကျဆင်းနေပါတယ်2024 John Nassif ရဲ့နေ့အထိစတဲ့အရာအမေရိကန်ဒေါ်လာ939တန်ပဲရှိပြီးမနစ်တီချင်းတဲ့986တသမ6တန်လောက်ကျဆင်းရပါတယ်မြန်မာပြည်နယ်ပဲကုံတွေးရေးဆောင်ဆိုပြီးပြီးခတ်မှုတွေကြောင့်89ရာခိုင်နှုန်းလောက်ထိကျဆင်းခဲ့တာတွေ့ရပါတယ် ထိုင်းပူကမှုတွေကလည်းမြမရဲ့တင်သွင်းခွင့်ပြုလုပ်လုပ်ငန်းတင်စရာတွေရှုပ်ထွေးတာကြောင့်စတိတတမအရှိတင်ရခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။စီးပွားရေးမရေရာမှုတွေကြောင့်ထိုင်းကုမ္ပဏီအတော်များများကလည်းမြမဖီကနေလုပ်ငန်းရုပ်သိမ်းထားတာတွေရှိပါတယ်။ဒါပေမဲ့2023ခုနှစ်မှာထိုင်းကမြမမှာ300ခိုင်နှုန်းအကြီးဆုံးယင်းနည်းမြုံနှံမှုတူပါပဲ။နေဘဲကုံတို့ဤကန္တာကတကယ်ကိုစိတ်မကောင်းစရာအခြေအနေတွေရင်ဆိုင်နေရတော့ကိုတွေးရပါတယ် ်ဒါဆိုကျွန်တော်တို့နေအစဉ်လူမှုကြီးဘဝအပေါ်ဒီလိုစီးပွားရေးအခြေအနေတွေကဘလို့ထ ිය ောက်မှုရှိနိုင်လဲကျွန်တော်တို့လူငယ်တွေဘလို့ရင်ဆိုင်ထင်လဲ ဟုတ်ကဲ့ဒီလိုစီးပွားရေးမတည်ငြိမ်မှုလေကုံတွယ်ရေးပြဿနာတွေကကျမတို့ရဲ့နေစဉ်စောင့်ဝတ်နေရေးအလုတ်အကైအခွင့်အလန်းတွေညအနာကက်ထွက်စိုးရင်ပူပန်မှုတွေကိုတိုက်ရိုက်ထက်ရောက်မှုရှိပါတယ်ငွေကြီးဖောင်းဖောက်မှုကပစ္စည်းစင်းနှုံးတွေကိုမြင့်တက်စေပြီးကျမတို့ရဲ့ဝယ်ယူနိုင်ခွင့်ကို ရော့ချစေပါတယ်အလုတ်ရှားပါတယ်ရရှိရဲ့လောက်ခလာစားကစားဝတ်နေရေးအတွက်မလုံလောက်တာတွေဖြစ်လာပါတယ်ဒါပေမဲ့ဒီလိုအခြေအနေတွေမှာအရေးကြီးဆုံးကတော့ကုကုကိုအားမလျှော့ပဲနဲ့ပြောင်းလဲနေတဲ့အခြေအနေနဲ့လိုက်လော်ရည်နေဖို့အတမွေးဝမ်းချုံ ်ကျွမ်းကျင်မှုအသစ်တွေတင်ယူတာအင်္ဂလိပ်စာလိုဘာသာစကားကျွမ်းကျင်မှုတွေမြင့်တင်တာ digital skill တွေတင်ယူတာတွေကအရေးကြီးပါတယ်အလို့ကိုက်အခွင့်အလမ်းတွေနဲသောရင်တော့ကိုယ်ပိုင်စီးပွားရေးအသေးလေးတွေစတင်ဖို့ဒါမှမဟုတ်ပြည်ပမှာအခွင့်အလမ်းတွေရှာဖွေဖို့စဉ်းစားတင်ပါတယ်အစိုးရနဲ့ non ngo တွေအတင်တန်းတွေအစီအစဉ်တွေကိုလေ့လာပြီးအခွင့်အလမ်းကောင်းတွေကိုလက်မရွတ်ဖို့လဲတိုက်တွန်းကျင်ပါတယ်အားလုံးမေသူတို့လူငယ်တွေစိတ်တမ်းမကြပဲစူးစမ်းရင်အောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့မေသူကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့အလုတ်ကိုင်းနဲ့စီးပွားရေးဆိုင်ရာအစီရင်ခံစာကဏ္ဍအတွင်းတင်ဆက်ပေးခဲ့တာကတော့အမျိုးသမီးတည်င်းထောက်မေသူနဲ့ကျွန်တော်ကိုကျော်ထစ်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်ကြီးလဲဒီအချက်အလက်တွေကနေကိုဖော်အတွက်အကျိုးရှိမဲ့အရာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်အခုကျွန်တော်တို့အားလုံးရဲ့နေစဉ်ဘဝနဲ့အနည်းဆက်ဆုံးသိတဲ့လူမှုကွန်ရက်လောကတွေကိုတစ်ချက်လောက်တော့ကြည့်အောင်မသိတာကြီး ဒီနေ့ခေတ်လူငယ်တွေအားမှာဘလို့အကြောင်းအရာတွေကရေပန်းစားနေတယ်ဆိုတာကိုပေါ့နော်ဟုတ်ပါရဲ့ကိုကျော်လူမှုကွန်ရက်တွေကကျမတို့ရဲ့ဘဝတွေမှာမရှိမဖြစ်လို့ကိုဖြစ်လာနေပြီဆိုတော့အဲ့ဒီပုံမှာအပါရီခေတ်စားနေလဲဆိုတာအလေကျမတို့ရဲ့လက်ရှိလူမှုဘဝကိုထင်ထန်နေတယ်လို့ပြောရမှာပေါ့နော် အမနီးက24နာရီအတွင်းခေတ်စားနေတဲ့အကြောင်းအရာတွေကိုကြီးလိုက်တဲ့အခါ platform တစ်ခုညတစ်ခုကမတူညီတဲ့ပုံစံလေးတွေတွေ့ရပါတယ် 음ဒါဆိုရင်လူငယ်တွေအများဆုံးသုံးကြတဲ့ TikTok ကနေစပြီးတော့ကြည့်ရအောင် TikTok မှာဆိုရင်ဘလို့အကြောင်းအရာတွေကပရိသတ်စေဝန်ဆောင်ကိုအများဆုံးရနေလဲ um tiktok ကတော့အမြဲလို့လို့ပြောစရာဖန်တီးမှုအပြည့်နေပါပဲလက်တလုံးမှာဆိုရင်မြောင်မလူနေမှုဘဝနဲ့သက်ဆိုင်တဲ့ hard talk အဗီဒီယိုတွေနေ့စဉ်ကြုံတွေ့ရတဲ့အခြေအနေတွေကိုပုံဖော်ထားတဲ့ဗီဒီယိုတွေကအများဆုံးလူကြိုက်များနေရာကို တွေ့ရပါတယ်ဥပမာယုံသွားရတာပင်းဤပုံအိမ်မုကိစ္စတွေလိုရတဲ့အခါခံစားရပုံစတာမျိုးပေါ့နော်ဒါအတင်းတင်ညာပေးနဲ့ဖြိုးပြင်းရေးပေါင်းစစ်ထားတဲ့ edutainment video တွေ အမဘာသာစကားတင်ကြတာရိုးရတရေရတိခတ်ပုံဒါမှမဟုတ်မြန်မာအစားအစာချက်ပြနေတွေကလေလူချိန်များလာပါတယ်နောက်တစ်ခုကတော့မြမရင်ကျင့်မှုနဲ့ရိုးရဒလေးတွေကိုပေါ်ညွှန်းတဲ့ဗီဒီယိုတွေရိုးရဝတ်စုံတွေဝစ်စင်တာဒေတာရင်ခီနီးနဲ့ဖွေးတော်တွေကိုပြသတာမျိုးတွေကလည်း training စနစ်တာတွေ့ရတဲ့တိုက် တကယ်အစိမ့်ဝင်စားဖို့ကမ္လာပဲနော်အဲ့လိုဖန်တီးမှုတွေကမြမလူနေရရဲ့ဖန်တီးနိုင်စွမ်းနဲ့ရင်ကျဲမှုအပေါ်မှာမျက်နှိုးတန်မှုထားမှုကိုလည်းထင်ဟပ်နေတယ်လို့ထင်ပါတယ်တကယ်ဆို training တခြင်းတွေရောဘာတွေများရှိသေးလဲဟုတ်ကဲ့တခြင်းတွေထဲမှာဆိုရင် Arachang Happy Birthday House War Yukae Baby You Baby You ဘာဆိုကြမျိုးလူကြိုက်များသလိုငွေငါတခြင်းတွေထက်တဲ့မနှောရဲ့ကြာယူ လေးဗျူရဲ့အမဲလိုက်အကာနဲ့ row 1ရဲ့အဖြူရောင်သူတို့သမီးခြားတီတချင်းတွေကလည်း TikTok မှာရေးပန်းစနေပါတယ်။ဒါကြောင့်လူငယ်တွေ TikTok ပေါ်မှာဟာသားလို့ကြားတယ်၊ဖန်တီးကြတယ်၊ပညာဖေးကြတယ်၊အကချဲလက်နေလို့ကြားနဲ့ခိရဲစည်းချောင်းကိုအမီလိုက်နေကြတာမြင်ရပါတယ်။ TikTok ကတော့အမြဲလိုလိုပျော်ပဖြွန်ရှင်ညာတွေဖန်တီးမှုအသစ်တွေနဲ့ပြည့်နေရဆိုတော့လူငယ်တွေအစစ်ဖြစ်စီမှုတွေကိုရှော့ချနိုင်ရမှာလေအထောက်အကူဖြစ်စေနိုင်တာပေါ့နော်ဒါပေမဲ့တဖက်မှကြည့်ရင်တော့ Telegram နဲ့ Facebook group တွေကတော့ပို့ပြီးတော့အလင်းနဲ့ထားစရာအကြောင်းအရာတွေတရင်းနဲ့နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေက လက်တလောမှာအဓိကခက်ဆားနေတာကိုတွေ့ရပါတယ်လက်တလောမှာဆိုရင်ယူကရိန်းအတွက် drone တွေယူမှုလာပတ်စားမှုစတဲ့သတင်းမျိုးဗမော်ဒေတာရေးချင်းလို့အကြောင်းအရာတွေကလူပြောများခဲ့ပါတယ်ဒါအပြင်အနည်းဆက်ဆုံး အနေနဲ့ဆိုရင်ဩဂတ်လ2ရက်နေ့မှာမိုးကုမြို့မှာလေကြောင်းတိုက်ခိုက်မှုရောက်ဖေရော်နဲ့အယက်သား13ရောက်တိတ်ဆုံးပြီးတော့14ရောက်ဒဏ်ရာရခဲ့တဲ့တရင်ကလည်းလူမှုကွန်ရက်ပေါ်မှာပြောဆိုမှုမှာခဲ့ပါတယ်။ဒါတွေကကျမတို့ပတ်ဝန်းကျင်နဲ့တိုက်ရိုက်တက်ရောက်နေတာပေါ့နော်။ဟောက်ပါရယ်ဖီကစစ်ကောင်စီကသူတို့ရဲ့လေတက်ထဲမှာ Facebook TikTok လောပါပဲနဲ့လူမှုကွန်ရက်အသုံးပြုမှုတွေကိုတင်းကျပ်စွာကန့်တက်လိုက်တဲ့တရင်တွေကလည်းထပ်ဖို့လာပါသေးတယ်။ ဒါကလည်းတရင်စီစဉ်ရေးမှုကိုတော်တော်လေးကိုကန့်တက်လိုက်တာမျိုးပေါ့နော်။ဒါပြင်စွင်းဆရာကွမ်းတာက PDF game rock ခေါ်တဲ့ game တွေကလူများချို့ကြမှာကဲစားနေတာပါ။အဲ့ဒီ game တွေကကြောနေရတဲ့ကနေငွေကြီးရှာဖရီသည်အချင်းဘက်လူရှာမှုတွေအတအလူငယ်ရှာနေကြတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီလိုသတင်းအချက်အလက်တွေကလူမှုကွန်ရက်ပေါ်မှာဘလိုမျိုးများအကျိုးသက်ရောက်မှုရှိနိုင်ပါမလဲ။ဒါမှမဟုတ်ဘလိုတတိထားသိမ့်လဲဆိုတာကိုကျမတို့ရဲ့နားစင်တဲ့လူငယ်တွေကလည်းစဉ်းစားစရာဖြစ်တာစီမှာပေါ့ပေါ့။ ဟုတ်ပါတယ်။ကောင်းတဲ့အမေခွန်းပါကိုကြော်ရည်။ဒီလို platform ကြီးကတည်င်းအချက်လက်တွေမြန်မြန်ဆန်ဆန်ပြန့်နှံ့စေတယ်လို့လူတို့အမြင်ကိုလည်းလွှမ်းမိုးနိုင်ပါအေး။ဒါပေမဲ့တရားဝင်မဟုတ်တဲ့အတီးပြုလို့မရတဲ့ထိုင်းကြီးတည်င်းမာတွေအမုန်းတကားတွေလည်းပေါဝင်နိုင်တာမို့တည်င်းတွေကိုဖတ်ရှုတဲ့အခါမှာတီတီချာချာစိတ်ကြီးထို့အစစ်အစစ်ဟုံဟုံဝေဖန်ပိုင်းချနိုင်ဖို့ကအရေးကြီးပါလေ။ အထူးသဖြင့်လူငယ်တွေအနေနဲ့ဆိုရင်ဖာကိုကြည်နေလေဘားတွေကိုယုံကြည်နေလေဆိုတော့ကိုတတိထားစင်ကြင်ဖို့လိုပါနေနောက်ပြီးတော့နိုင်ရရေးချီနေတဲ့ပတ်သက်လို့ဆိုရင်လေဂျူမလိုင်းလာ30ဒီရက်နေ့မှာစစ်ကောင်စီကအရေးပေါ်အခြေအနေကိုရုတ်သိမ်းလိုက်ပြီးနှစ်ကောင်ပိုင်းမှာရေကောက်ပွဲလုပ်မယ်ဆိုတဲ့တတိမျိုးကလေအနာကျက်တလားအစင်းစားစရာတွေအများကြီးရှိတယ်လို့ထင်ပါတယ် ဒါပေမဲ့ကုလသမတနဲ့ဂျပန်နိုင်ငံသားဝင်ကြီးတို့ကတော့ဖျက်ဖက်ခရီလူအခွင့်အရေးချိုးဖောက်မှုတွေရှိသေးတဲ့အတွက်လွတ်လပ်ချင်းပြီးတော့တရားမြတ်ထားတဲ့ရေကောက်ပွဲထူလာကိုခက်ခဲမယ်လို့စိုးရင်ကြောင့်သူပြောပြောကြခဲ့ကြပါတယ်။ဒါတွေကကျမတို့နာဂစ်ကိုတိုက်ရိုက်တယောက်နေတဲ့အကြောင်းအရာတွေမို့တတိထားလိလာဆောင်ကြည့်ဖို့လိုပါတယ်။မှန်ပါတယ်။ဒါဆိုရင် X လို့ခေါ်တဲ့ Twitter မှာရောမြန်မာနိုင်ငံအတွက်ခေတ်စားနေတာမျိုးရှိသေးလား Twitter ကလည်းလူငယ်တွေတုံးကြတာပဲလေ။ um x ကတော့မြန်မာနိုင်ငံမှာ2023ခုနှစ်ဖေဖော်ဝါရီလကနေစတော့တဲ့အတိုင်းလက်တလော24နှစ်ရဲ့အတွဲမြန်မာအတွက်တိကျတဲ့ trending topic single မတွေ့ရပါဘူး။ဒါပေမဲ့ August လ၄ရက်နေ့မှာပြင်းအား၄တတမနှစ်ရှိတဲ့လိန်နုခတ်တဲ့သတင်းကိုတော့ x မှာတွေ့ရပါတယ်။ဒါပေမဲ့အငားစုကတော့ကပါလုံး trend တွေပဲ grant မိုးနေရပါတော့။อืมအဲ့တော့ဖြော်ရည်သတင်းပတ်ကိုပြန်လွှဲကြည့်မယ်ဆိုရင်တော့ဘယ်လိုကြောက်ရမျိုးမလားတွေ့ရမလဲ။ celebrity တည်င်းတို့ဘာလို့ပေါ့နော်အမ်ဖြော်ရည်တရင်အတိအစား training ဖြစ်နေရမျိုးပါတော့မတွေ့ရပါဘူး။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့မြမယောရာအဝတ်စုံတွေကိုလူငယ်တွေကြားမှာလူမှုရေးပွဲ lens pin တွေ model တိုက်ခိုက်မှုတွေကို web site နဲ့ခေစာနေပါရဲ့။ဒါကမြမယဉ်ကျေးမှုကိုမြင့်တင်ရလဲရောက်ပါတယ်။ဟုတ်ပါတယ်။ဒါကတော့ တကယ်ကိုကောင်းတဲ့လက္ခဏာတစ်ခုပါပဲเนาะအချုံအားဖြင့်ပြောရရင်ဆိုရင်တော့လူမှုကွန်ရက်ကေးကကျမတို့ရဲ့နေစဉ်ဘဝမှာဖြောပြီးပညာရေးတရင်ချက်လက်အစုံလင်ကိုယူလာပင်းနေပေမဲ့ဘာတွေကိုယုံကြည်တဲ့လဲဘာတွေကိုဝေဖန်ပိုင်းခြားပြီးတော့ကြီးတင်လဲဆိုတာကိုတော့ကျမတို့ကိုယ်တိုင်ဆင်ခြင်တုံရနဲ့ဆုံးဖြတ်နိုင်ဖို့ကအရေးကြီးဆုံးပါပဲအထူးသဖြင့်လူငယ်တွေပေါ့เนาะ မန်မာရီအချင်းပြီးပြီးနားဆင်ပေးကြရေးပိတ်တကြည်လေကိုယ့်ရဲ့လူမှုကွန်ရက်အုံပြမှုကိုပူမှုအကျိုးရှိရှိဘေးကင်းလုံခြုံစားအုံပြနိုင်ကြပါဗေးလို့ဆန္ဒပြုရင်ဒီကန်တကိုဒီမှာပဲရန်တာလိုက်ပါရမေနားဆင်ပြီးပြီးတော့ဒီစုတင်ပါလေ今天，咱们都标个的工资弄得咋着？俺老干困难的，别来哒着，说哪里哈？咱别个突然也他们玩的，大家也得晒你了吧？ ဒါဆိုရင်ကျွန်တော်တို့ရဲ့ကိုပိုင်စီစဉ်နေရီမားချက်တွေအတော့ဘလို့ပြင်ဆင်ကြမလဲဘလို့ရွေးချယ်မှုတွေလုပ်တင်တယ်လဲဆိုတဲ့မေးခွန်းတွေနဲ့အတူပြန်လည်ဆင်ခြင်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ဒါကြောင့်ဒီသတင်းလေးကိုနားခေါင်ရင်ကိုပတ်ဝန်းကျင်နဲ့ကိုဘွားအထက်ဘာဒီပစ်စင်နိုင်မလဲဘလို့မျိုးပဝင်ကူညီနိုင်မလဲဆိုတာမေးခွန်းထုတ်ရင်မနေ့ပြန်မှထပ်မံဆုံးတွေ့ကြရအောင်နော်။နားစင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်။နားစင်ခဲ့တဲ့အတွက်လည်းအချိန်မကုန်အကျိုးရှိစေမှာပါလို့ယူကြည်ပါတယ်။